င်္ဂလာပါပရိသတ်ကြီးတင်ဆက်ပေးချင်တာကတော့ရေးသားမရှိရင်မနေနိုင်ဘူးဆိုပြီးတော့အချစ်ကြီးရဲ့ကောင်းလေးတစ်ယောက်ဖြစ်ကြောင်းပြောပြလာတဲ့တေယုဆောင်ချမ်းမင်းရဲ့ထွတ်ပါမင်းကလေးအများစုအကြိုက်ကိုကြီးစတိုင်မျိုးကိုပိုင်ဆိုင်ထားတဲ့အေဂျင့်မင်းကလေးအများစုကြိုက်ကိုကြီးစတိုင်မျိုးကိုပိုင်ဆိုင်ထားတဲ့ချမ်းမင်းရဲ့ထွတ်ကတော့အချစ်မရှိရင်အသက်မရှင်နိုင်တဲ့အထိအချစ်ကိုယူသွက်ခဲ့သူတစ်ယောက်ပါအခုချိန်မှာတော့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေရတာမို့အချစ်ရီကိုအာယုံသိမ်းမရောက်နိုင်ပေမဲ့တစ်ချိန်ကတော့အချစ်မရှိမနေနိုင်တဲ့သူမျိုးပါ ချမ်းမြေရွတ်ကတော့အခုချိန်မှချစ်သူမရှိရဲစင်ကယ်တယောက်ပါအလုပ်တွေရမ်းရှုံနေရမို့ချစ်သူမထားဖြစ်တာနှစ်ပေါက်နေပြီပဲဖြစ်ပါတယ်မင်းသားကျော်ချမ်းမြေရွတ်ကတော့အခုချိန်မှအလုပ်တွေရှုံနေလို့ချစ်သူမရှိလည်းနေနိုင်ခဲ့ပေမယ့်လူငယ်ဘွားမှာတော့အချစ်တွေပြတ်လို့မရအောင်ချစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်သူကလူငယ်တွေပျော်ပါတဲ့အချိန်တက်ကတူဘွားမှာအချစ်မရှိမဖြစ်တဲ့ကောင်းလေးတယောက်ပါတယောက်နဲ့ပြတ်ရင်အသေးကွဲဖို့အချိန်မပေးပဲနောက်တယောက်ကိုအချိန်မီထားခဲ့ရလဲဖြစ်ပါတယ်သူကတော့တစုံတယောက်ကိုချစ်တာမျိုးမဟုတ်ပဲဘယ်သူနဲ့ချစ်ရချစ်ရချစ်ရရင်ပြီးရောဆိုတဲ့လူမျိုးပါပဲ ခြေရသူနဲ့ပြက်လဲအသေးကွဲချိန်မပေးပဲနောက်တယောက်ထားတဲ့အထိအချစ်ရင်းမှာလစ်လက်မခံခဲ့တာဖြစ်ပါတယ်။လူငယ်ဘဝမှာအချစ်မရှိမနေနိုင်ပေမဲ့အခုတော့အေးဆေးဖြစ်နေပါပြီ။အပေါင်းအသင်းနဲ့အပြင်သွားလို့တယောက်တည်းဖြစ်နေတာကလည်းရင်စန္ဒကအဆင်ပြေတယ်ဆိုပြီးတော့အချစ်ရဲ့အကြောင်းကိုလည်းရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ခြေရပြိတ္တကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မင်းသားလုံးနေပေမဲ့ညီမလေးလောက်တောင်ငွေမရှာနိုင်လို့အားငယ်နေရတဲ့ခန့်ကျော်ပါ ပရိသတ်ကြီးအနုပညာလောကမှာနေရာတနေရာရောင်းစူးစမ်းနေတဲ့ခန့်ကျော်ကအခုဆိုရင်ညီမလေးလောက်မအောင်မြင်လို့စိတ်အားငယ်နေရပါပြီ။ဒါအကြီးဆုံးမှုမိသားစုကိုထောက်ပံ့ပေးတဲ့သူအကောင်လုံးကိုပြန်ပြီးကြီးရှုတဲ့လူတယောက်ဖြစ်ခြင်းပေမဲ့ကိုယ်တိုင်တော့မရတည်နိုင်သေးတဲ့အခြေအနေပါ။ခန့်ကျော်ကတော့အခုချိန်မှာပရိသတ်အကြိုက်တွေ့အောင်စူးစမ်းနေရသူတယောက်ပါ။ခလီတယောက်ဆောင်ဘဝမှာအောင်မြင်ခဲ့ပေမဲ့လူကြီးတယောက်အနေနဲ့ဇကားရရိုက်ခြင်းမှာပရိသတ်လက်ခံအောင်စူးစမ်းနေရဆဲဖြစ်ပါတယ်။ခန့်ကျော်ကတော့အနုပညာလောကမှာရတည်နိုင်အောင်စူးစမ်းနေရတာမို့ မိသားစုကိုလည်းပြန်မကြည့်နိုင်သေးတဲ့အခြေအနေပါမိသားစုကိုပြန်မကြည့်နိုင်လို့စိတ်ညစ်နေတဲ့ခန့်ကျော်ကအခုဆိုရင်ညီမလေးရှာတဲ့ငွေလောက်တောင်မရှာနိုင်လို့အငငယ်နေရတာပါခန့်ကျော်ရဲ့ညီမလေးကအပြင်ဦးလွင်မှာအကြော်ရောင်းပါတယ်ကိုပိုင်ဆိုင်သေးသေးလေးဖွင့်ပြီးငွေရှာနေသလိုတရက်ကို9000လောက်ထိမြတ်တယ်လို့ဆိုပါတယ်ခန့်ကျော်ကတော့ညီမလေးကိုဈေးမြောက်ခိုင်းချင်ပေမဲ့ညီမလေးရတဲ့ငွေကြေးကသူ့ထက်များနေရမို့ဘာမှမပြောနိုင်တဲ့အခြေအနေပါ ဈေးမရောရင်ထောက်ပတ်မယ်ဆိုပြီးပြောရအောင်လေသူ့ရဲ့ဝန်ကကအတရက်ကို9000တောင်မဝင်တာမို့ဘာမှမပြောနိုင်ပဲကြည်နေရတာဖြစ်ပါတယ်။ခန့်ကြော်ကတော့ညီမလေးထက်ငွေပိုမရလို့မနာလို့တော့မဟုတ်ပဲညီမဖြစ်သူကိုပြန်မကြည့်နိုင်လို့စိတ်မကောင်းဖြစ်ပြီးအားငယ်နေရတာပဲဖြစ်ပါတယ်။ဆရာပြိသက်ကြီးတို့ပြန်လည်ဝင်မြတ်တင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့တနိုင်းတပိုင်းစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ကြော်ညာရဲ့ဖို့အမိုင်းစားပြင်ဆင်ခဲ့တဲ့ဆိုရယ်ဇယ်ပါပရိသတ်ကြီးဇယ်ရဲ့အမှုပညာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကတော့အမိုင်းစားအချင်းမင်းသားတယောက်ဖြစ်ချင်တာပါ သူကမြန်မာနိုင်ငံက quality တွေ budget တွေနဲ့စကားမြဲချင်ပါဘူးသူကဘာလို့လို့အမှန်အကန့်တွေကိုသာလှုပ်ချင်သူတယောက်ပါမကြခင်ကလည်းဇွဲထက်ရွှေဆိုင်အတွက်ကြော်ညာရဲ့ကူးချိန်မှာလဲသူဖြစ်ချင်တဲ့ပုံစံကိုငွေကုန်ခံပြီးချပြခဲ့မှုပါတယ်တိတ်2000ကျော်လောက်အကုန်ခံပြီးအမိုက်စားရိုက်ကူးခဲ့တယ်လို့သူဘက်ကလည်းပြင်ဆင်မှုတွေကအများကြီးပါပဲဇဲလ်ကကြော်ညာအကြီးကြီးရိုက်တဲ့အချိန်မှာတိတ်ချပြင်ဆင်ရိုက်ကူးတတ်သူတယောက်ဖြစ်တယ်လို့အခုလဲတနိုင်တမိုင်လုပ်ငန်းကိုကြော်ညာရဲ့ပေးချိန်မှာလဲသူ့အနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်တဲ့အထိပါပဲဇဲလ်ကတနိုင်တမိုင်လုပ်ငန်းဖြစ်တဲ့ အောက်ပန်းဆောင်ကွန်ကရစ်လုပ်ငန်းအတွက်ကြောင်ရိုက်ပေးချိန်မှာအကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးနေရဖြစ်ပါတယ်။ဇာကတော့ကြောင်ရိုက်ပေးဖို့လိုအပ်တာတွေကိုပြင်ဆင်ပေးခဲ့သလိုသူ့ရဲ့ body ကိုလည်းအမိုင်စားဖြစ်အောင်ချိန်ပေးခဲ့တဲ့အထိပါပဲ။ဇာကကြောင်ရိုက်ကိုမိုင်စားဖြစ်အောင်15ပေါင်ဝေးချခဲ့တာပါ။အချိန်ဆက်ရဲ့အတွင်းမှာ15ပေါင်လောက်ဝေးချပေးခဲ့တာဖြစ်ပါတယ်။သူ့ရဲ့လိုရက်ကပရိသတ်တချို့အတွက် over ဖြစ်နေပေမဲ့ပရိသတ်အများစုကတော့သဘောကျပါတယ်။လုပ်ငန်းမကြည့်ပေမဲ့စေတနာထားပြီးလုပ်ပေးတတ်တဲ့သူ့ရဲ့စိတ်တဲ့ကြောင့် ပြည်သက်တွေကချီးကျူးစကားဆိုနေကြပြီပဲဖြစ်ပါတယ်။ချီးရတဲ့ပြည်သက်ကြီးတွန်းပြန်လည်ဝေးမြတက်ဆက်ပေးလောက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့မိသန်းနှုတ်နဲ့ပြန်လည်ပေါင်းဖက်ချင်နေတဲ့ဇင်ယောမမောင်မှာပြည်သက်ကြီးထဆိုင်ကန်ရီမင်းသမီးကြီးမိသန်းနှုတ်ကတော့အနှိုင်းရှင်လို့မရလောက်အောင်တဘာဝကြပြီးပြင်းတဲ့တုံးချောင်ချက်တွေနဲ့အောင်မြင်မှုတရဖူဆောင်းလာခဲ့တာကနှစ်တော်ကြာခဲ့ပြီဖြစ်ပါတယ်။အာအာတန်လောင်အောင်ရွယ်တင်မှုပြိုလာပါလုံးနဲ့မိသန်းနှုတ်ကယနေ့တိုင်အောင်ပိန်ပိန်သွဲသွဲခန္ဓာကိုယ်လေးနဲ့ပြည်သက်တွေအချစ်ကိုခံယူထားဆဲဖြစ်ပါတယ်။ မေတ္တနုကလည်းတစ်ချိန်လုံးကမြမယုရှင်လောကရဲ့ထိတ်တန့်ကျဲပွင့်တယောက်ဖြစ်သလိုဒီနေ့ချိန်ထိလည်းအောင်မြင်နေသူဖြစ်ပါတယ်။ထက်စင်ကယ်ဒမီဒါရိုက်တာဇေယောမောင်မောင်ကဇေယောမောင်မောင်ကိုရိုင်းရဲ့အထုပ်ပတ်တိစာအုပ်ထဲမှာဇနီးဟောင်းဖြစ်သူမင်းသမီးမေတ္တနုနဲ့အချစ်ကြီးလန်းစားတင်ခဲ့ပုံအမှတ်တရအကြောင်းအရာတွေကိုကျွန်တော်နဲ့မေတ္တနုခေါင်းစဉ်ပေးကထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ဇေယောမောင်မောင်ရဲ့ကိုရိုင်းရဲ့အထုပ်ပတ်တိစာအုပ်မင်းဆက်ပွဲနဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုတော့2025ခုနှစ်ဖေဖော်ဝါရီလ12ရက်မနက်ပိုင်းက ရန်ကုန်မြို့မှာရှိနေတဲ့ချမ်းချင်းစီတီမြေကြီးထဲမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါစာအုပ်ထုတ်ဝေဖြန့်ချင်မှုသတင်းနဲ့ဇေယောမမောင်ရဲ့အင်တာဗျူးဖြေဆိုမှုသတင်းတွေအွန်လိုင်းမီဒီယာတွေနဲ့စာပေလောကအတွင်းပြန့်နှံ့လာခဲ့ပြီးတဲ့နောက်မင်းသမီးမေသန်းနုဘက်ကတုံ့ပြန်ဖြေကြားမှုတချို့စတင်ခဲ့ပါတယ်။၎င်းတို့ရဲ့တိတ်ဟောင်းကပုံတွေကိုထည့်သွင်းဖော်ပြမှုအပေါ်အသိပေးခြင်းမရှိခဲ့တဲ့အတွက်သဘောမတွေ့ကြောင်းနဲ့ခွင့်ပြုချက်တောင်းခံတင်ကြောင်းဒါရိုက်တာဇေယောမမောင်ရေးသားတဲ့အတိတ်ဖြစ်စဉ်တွေမှာ၎င်းတို့ရဲ့အတိတ်ဖြစ်စဉ်အကြောင်းတွေပါဝင်လာမှာကိုသိရှိထားတာကြောင့် စာအုပ်ကိုဖတ်ဖို့မလိုအပ်တဲ့အပြင်ကို့အကြောင်းကိုသာအသိဆုံးဖြစ်ကြောင်းထက်စင်အကယ်ဒမီမင်းသမီးမိသားစုကမီဒီယာတွေထံအတိအလင်းပြောဆိုခဲ့တာပါ။တခြားတစ်ဖက်မှာတော့ဒါရိုက်တာဇေယောမောင်မောင်က၎င်းရေးသားထားတဲ့ကျွန်တော်နဲ့မိသားစုအကြောင်းပါဝင်တဲ့အဆိုအရစာအုပ်ကိုအထူးသဖြင့်မတ်စင်အကယ်ဒမီမိသားစုကိုဖတ်ကြည့်စေချင်ကြောင်းမီဒီယာတွေထံပွင့်လင်းစွာဖြေဆိုထားတာကိုလည်းမြင်တွေ့ရပါတယ်။တအူးတဲ့သောတားဖြစ်သူမင်းတပ်မမောင်ကတော့ဖခင်နဲ့မိခင်ရဲ့အတိတ်ဖြစ်စဉ်အမှန်တရားတွေကိုစာအုပ်တွင်ပြန်လည်ဖတ်ရှုခွင့်ရတဲ့အတွက်ဝန်နဲ့ဝန်တာဖြစ်ခဲ့ရပြီး မိဘနှစ်ပါးစလုံးရဲ့မကြတရားကြီးမားပုံကိုတံမိုးထလေးစားမိကြောင်းမိဘနှစ်ပါးစလုံးကိုတရားရဂိုင်းတော့အပြည့်အဝထတ်တူချစ်ကြောင်းဆိုခဲ့ပါရယ်အဆိုပါစာအုပ်ထုတ်ဝေနိုင်ရေးအတွက်ဒါရိုက်တာဆေယောမမောင်အနေနဲ့6နှစ်ကျော်ကြာအချိန်ယူရေးသားခဲ့ခြင်းဖြစ်တယ်လို့သိရပြီးတော့တချို့သောအကြောင်းအရာတွေကိုတော့အကြောင်းမျိုးမျိုးကြောင့်ချန်လက်ထားခဲ့ရကြောင်းအနုပညာမီဒီယာသမားတွေထံမှဝန်ခံခဲ့ပါရယ်ဆေယောမမောင်ကိုရိုင်းရေးအထုတ်ပတ်တိစာအုပ်ထဲမှာဘဝဖြစ်စဉ်အကြောင်းအရာတွေတခုချင်းစီအလားအေးသားဖော်ပြခဲ့သလို့ ကျွန်တော်နဲ့မိသားစုရဲ့ဘဝခရီးအစအကောင်းဆုံးအပါဝင်ဇင်းရောမိသားစုခေါင်းစဉ်အောင်မှာဆိုရင်လည်းမိသားစုမှတ်တရပုံရိပ်လေးတွေကိုထည့်သွင်းကတားဖြစ်သူပေါ်ထားရှိတဲ့မိဘနှစ်ပါးရဲ့အချစ်ချင်းမြတ်တာမျှော်လင့်ချက်တွေကိုလည်းထည့်သွင်းရေးသားထားခြင်းပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးချင်တာကတော့အကြောင်းတစ်ခုကြောင့်ရန်အောင်နဲ့ဘာလို့လို့သတင်းတွေထွက်ခဲ့ရတာပါဆိုရဲမိသားစုပါ။အနုပညာမောင်နှမတွေဖြစ်ကြတဲ့ရန်အောင်နဲ့မိသားစုတို့နှစ်ယောက်ကတော့လိုက်ဖန်လုံးလို့စကားတွေအတူတွဲရခဲ့ရသူတွေပါ။သူတို့နှစ်ယောက်ကတော့စကားတွေအတူတွဲတိုင်ပိတ် သူတို့နှစ်ယောက်ကတော့စကားတွေအတူတွဲရရင်လည်းပြိသက်အချက်ကိုရရှိခဲ့သလိုပြိသက်တွေကလည်းသူတို့နှစ်ယောက်ကိုလက်တွဲစီခြင်းကြတဲ့အထီးသဘောတူကြပါတယ်။မိသန်းနှုကကလေးတစ်ယောက်မိဖြစ်ပြီးမြပြိသက်တွေကသူ့ကိုချစ်ခင်စီခြင်းကြတော့မှာပဲ။သူတို့နှစ်ယောက်ကရိုးရိုးသားသားနဲ့အမှုပညာရှင်အနေနဲ့စကားတွေရိုက်ခဲ့ကြပြီးမြပြိသက်တွေကြားမှာတော့သူတို့နှစ်ယောက်ရဲ့ဘာလို့လို့ချစ်တဲ့နေထွက်ခဲ့ပူပါရယ်။ရန်အောင်ကမိသန်းနှုကိုမရလို့လူပြိုကြီးလုံနေရဆိုပြီးတဲ့နေထွက်ခဲ့ပူပါရယ်။ရန်အောင်ကမိသန်းနှုကိုကြိုက်ပြီးမြမိသန်းနှုကတခြားသူနဲ့လက်ထပ်သွားလို့ အပြိုကြီးဖြစ်ရိုးထုံနေရဆိုပြီးသတင်းတွေလူပြိုကြီးဖြစ်ရိုးထုံနေရဆိုပြီးတော့သတင်းတွေထွက်ခဲ့ဘူးလားဖြစ်ပါတယ်မိသားစုကတော့ပြိသက်တွေကြောင့်မှသတင်းတွေထွက်နေတာကအမှန်မဟုတ်ဘူးလို့ဆိုပါတယ်မြောက်သားရဲ့လိုက်ဖန်လုံးနဲ့အသွင်ပြင်းနေကြောင့်ပြိသက်တွေကတို့လိုတို့လိုဖြစ်နေကြတာပါပြိသက်တွေကသူတို့မြောက်ကိုတမျိုးထင်ပြီးချစ်ခေခြင်းကြတာမောင်းဆိုတဲ့ဇာတ်ကားကြောင့်မှဆိုပြီးပြောလာပါတယ်မောင်းဆိုတဲ့ဇာတ်ကားမှာသူတို့မြောက်ရဲ့တယောက်ဆောင်ချက်တွေမျက်လုံးအကြည့်တွေကြောင့်ပြိသက်တွေကတွဲမြင်ခဲ့ကြတယ်လို့နောက်ပိုင်းမှာလည်း အချစ်တဲ့နေထွက်လာခဲ့တာဆိုပြီးဖြည့်ရှင်းလာခဲ့တာဖြစ်ပါတယ်။ဆရာတို့ပြည်သက်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါရနော်။အခုတင်ဆက်ပေးချင်တာကတော့အဆင်နဲ့အပတ်ခံရလို့ကုသမှုကုန်ကြမ်းစိတ်လိုအပ်နေတဲ့အမျိုးသမီးလေးအတွက်ငွေကျပ်၁၀သိန်းလှူဒါန်းပေးခဲ့တဲ့အစရောအရင်းစမမြင့်တို့ဇနီးမောင်နှမပြည်သက်ကြီးခင်မွန်ဖြစ်သူကအဆင်နဲ့ပတ်လိုက်လို့မျက်နှာထိခိုက်သွားပြီးကုသဖို့ကုန်ကြမ်းစိတ်အခက်အခဲဖြစ်နေတဲ့အမျိုးသမီးလေးကိုအစရောအရင်းစမမြင့်တို့ဇနီးမောင်နှမငွေကျပ်၁၀သိန်းလှူဒါန်းပေးခဲ့ပါတယ်။ဒီဖြစ်စဉ်က လေးရှားမှာဖြစ်ခဲ့တာလို့သိရပြီးတိတိကျင်မှာပဲအရင်စမမြင့်ခင်မွန်းဖြစ်သူစွမ်းထက်လူကလှူဒန်းကျင်နေခဲ့လို့သိရပါတယ်။ဒါကြောင့်ဇနီးဖြစ်သူနဲ့တိုင်မီနဲ့ခါအရင်စမမြင့်ကအလိုလိုချင်းချင်းပဲငွေကျက်ဆယ်သိန်းလူကိုတိုက်တွန်းလာခဲ့လို့ဆိုပါတယ်။အလှူဒန်းမှာအမြဲပါမီဖြစ်တဲ့ဇနီးလေးကိုရထားလို့ဝမ်းသာကုန်မိတယ်လို့လည်းစွမ်းထက်လူကပြောခဲ့ပါတယ်။ဆရာရဲ့ပရိသတ်ကြီးတွန်းမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုလိုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နေဖို့ ကျမတို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်